အလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ confusing words confusing words နံပါတ်1ပေါ့နော် lesson number 2ကျွန်တော်ကြည့်ရအောင်နော်ဒီနေ့မှာတော့ကျွန်တော်ပါဆွေးနွေးမလဲဆိုတော့ဒါနေ့စဉ်သုံးနေတဲ့စကားလုံးထဲမှာလည်းပါတယ် hope နဲ့ expect နော်ဒီနေ့ခုကျွန်တော်တို့ဒီချာကကနနာလေးနားလည်အောင်လုပ်မယ်အချိန်ကျွန်တော်ကိုဆယ်မိပချားလေးလောက်ပဲအချိန်ပေးပါအဲ့တော့ကျွန်တော် hope နဲ့ expect ဒီဘယ်လိုမျိုးကျွန်တော်မှတ်ထားကြလဲပေါ့မြန်မာလိုမှိန်တော့ မျောလင့်ဒီစူတိုင်းလည်းပဲကျွန်တော်ကကကနာမခွဲနိုင်အောင်ပေါ့နော်သူရဲ့ usage ကိုတခြားကြည့်ဖို့လိုပါတယ်နော်အဲ့တော့တစ်ချက်က hope မှာ desire ဖြစ်ချင်တဲ့ဆန္ဒပါနေတယ်ဆိုတာကိုတော့အဓိကထားပြီးမှတ်တင်တယ် hope မှာ desire ဆိုတဲ့ဟိုဖြစ်စေချင်တဲ့ကိုဖြစ်စေချင်တဲ့ဆန္ဒရှိတယ်အဲ့တော့ကျွန်တော် English လို့ပြောမယ်ဆိုရင် you want something to happen နော်ဒီတစုံတရာကိုဖြစ်စေချင်တယ်အဲ့တော့ခုဖတာ ဥပါဒါကိုဟိုဖြစ်စေချင်တာ sustainability လို့ခေါ်တဲ့တည်ချမှုကတော့ရှိချင်မှရှိမယ်။ဟိုဖြစ်စေချင်တဲ့ဆန္ဒမရှိရနိဖြစ်မယ်မဖြစ်ဘူးဆိုတာတော့ uncertain လို့ခေါ်ပါတယ်။မတည်ချအောင်ဘူးနော်။အဲ့တော့ကျွန်တော်တို့ expect ကိုကြည့်မယ်ဆိုရင်တော့ expect ကအကျိုးကြောင်း serious ဆိုတာ ਨੇ ကျွန်တော်တို့ logical thinking နေနဲ့တွားပြီးတော့ဖြစ်လာဖို့အခြေအနေရှိတဲ့အနေအထားမျိုးမှာ ူရဲ့ livelihood ကိုကျွန်တော်တို့ပြောကြတာဖြစ်တယ်။ဟုတ်ထက်ဆိုင်တော့ပူတီချတယ်။တဘောကိုဆောင်းတဲ့တဘောပေါ့နော်။အဲ့တော့ကျွန်တော်မြန်မာလိုနည်းနည်းလေးပြောထားလေးကိုပဲနားထောင်ပြီးတော့မှအရင်ဆုံးခါတိုင်းလိုပဲ exercise လေးကိုကျွန်တော်လုပ်ချစ်ကြအောင်နော်။အဲကိုယ့်ရဲ့တိတိလောက်လေးနဲ့ကျွန်တော်တို့နားလည်မှုနဲ့စမ်းစစ်ကြည့်မယ်။အဲ့တော့ဒီရဲ့အဲ question ၅ခုကိုကျွန်တော်ကို comment box လေးမှာအဖြေလေးရေးတော့ပြီနော်။အဲ hope နဲ့ expect number 1 no teacher ji me i really i really da 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 blank no to visit japan next year no nego ကျွန်တော်ဂျပန်ကို သွားလေဖို့တကယ်ကိုပဲမျောလင်းတယ်လို့ပြမှာတော့ပြန်နှမျိုးလုံးဖျက်ထည့်ရမယ်မသိဖြစ်နေမယ်နော်ကိုကဖြစ်စီချင်တဲ့စန္ဒလားဖြစ်စရာကြိုးချောင်းစီလျောတဲ့အခြေအနေရှိလားပူတီချတဲ့တဘောဆောင်လားအဲ့ဒါကိုကိုဆုံးဖြတ်လို့ရတယ် အဲ့တော့ဟုတ်ပြီနောက်နေ့ကငါဂျပန်သွားလေချင်လိုက်တာတကယ်ကိုသွားလေချင်တာဆိုရင်ကိုက desire ကိုပြရလို့ဆိုရင်ဘာထဲမှာလဲ wish ကိုထဲမှာနော် hope ကိုထဲမှာနော် wish ဖြစ်တဲ့ wish ဖြစ်တဲ့ hope ကိုကျွန်တော်ထဲမှာနံပါတ်2ကြည့်လိုက် we blame the train to be on time train ကအချိန်မှန်မယ်လို့ ကျွန်တော်တို့မျောလင့်နေလို့ပြောတာဒီဒီမနက်ခွန်နိုင်ကိုအတိဒီမှာအတိရောက်မယ်ဆိုခဲ့တဲ့ဟာကကျိုးချောင်းစီလော်တဲ့တဘောပေါ့နော်တဘောကဒီဖြစ်လာเสียအကြောင်းရှိရလေခွန်နိုင်ဆိုတာခွန်နိုင်အတိကျရောက်ဖို့သူ့မှာအကြောင်းရင်းရှိတယ်အဲ့ဒါ logic ဖြစ်တယ်ပေါ့နော်အဲ့ကြောင့်ကိုကဘာထင်ပါလဲ is bad ဟုတ်ပြီနော် is bad ဒါဆိုရင်ခိုင်းလို့3 4 5လို့ ုကလည်းကိုစူးစမ်းကြည့်ရအောင်နော်နံပါတ်3မှာက she she blang he will call her tonight သူမကဘာဖြစ်တာလဲ he will call her tonight ဒီညသူမကိုဖုန်းခေါ်မယ်လို့သူမကမျောလင့်လာတာသူကြောင်းစီတော်တဲ့အခြေအနေတစ်ခုရှိလားပူဖြစ်တဲ့နဲ့အချောင်းရောင်ကိုတွေးနော်နံပါတ်5 they blend the weather will be sunny for their wedding သူတို့ရဲ့အဲအင်းဘာပါနော်မင်္ဂလာဆောင်တာပေါ့ wedding ဒီမှာတော့နည်းနည်းပြောမမိဘူး wedding အဲ့ရဲ့သူတို့မင်္ဂလာဆောင်မှာနေတာမင်လို့သူတို့ဘာဖြစ်တာလဲဖြစ်เสียအကြောင်းရင်းရှိရလားဖြစ်ချင်တဲ့ဆန္ဒကိုပူပြောမှာပဲကောင်းပါလားဒါတွေးပြီးမယ်เนาะအဲ့တော့ဒီဖြေ345ကို1 2 3 4 5ပေါ့ဗျာတခါလဲဒါ common box မှာရေးပြီးပါ ဟုတ်ပြီဒါဆိုရင်ကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ်ကိုယ့်ရဲ့အဖြစ်မှန်ရေးမမှန်ရေးကိုတစ်ချက်တော့ပြန်စစ်ဆေးကြည့်အောင်နော် hope ဆိုတာကောင်းတာတစ်ခုခုဖြစ်စီခြင်းတဲ့သဘောဖြစ်တယ်အဲ့ဒါကိုကောင်းမွန်တဲ့ရလဒ်ကိုကိုယ်ကဖြစ်စီခြင်းတဲ့ဒါပေမဲ့မသေးချောင်း English လိုကကြတော့ hope is used when you want something good to happen ကောင်းတဲ့ဟာဖြစ်စီခြင်းတဲ့ you wish for a good result လိုမျိုးပေါ့နေသားစီချင်တာမျိုးပေါ့နော်ကောင်းတဲ့ရလတ်မျိုးကိုပေါ့မျောလင်းနေ but you're not sure if it will happen ဖြစ်မယ်မဖြစ်မယ်မသိချအောင် i sense will be the hope ဖြစ်ပါတယ် example တစ်ချက်လောက်ကြည့်ပြပါအောင် i hope it i hope it doesn't rain tomorrow ကိုယ်ကဖြစ်စေချင်တာလားဖြစ်စရာအကြောင်းရင်းရှိလို့လားမင်းပြမိုးရွာမရွာဖို့မျောလင်းနေမမျောမရွာစေချင်ဘူးလေအဲ့တော့ကိုယ့်ရဲ့ ဟာပေါ့ဖြစ်စေခြင်းဆန္ဒပြကြဟုတ်ကတော့တော့လေ she hopes to pass her exam ဒီမှာအဆောင်မအောင်မလို့ဒီမှာမျောလင့်နေ hopes နဲ့ရေးထားတယ် we hope you have a great time မင်းပြောမယ်လို့ငါတို့မျောလင့်ပါတယ်ဆိုဖြစ်စေခြင်းနဲ့ဆန္ဒဆိုလို့ hope ကိုတုံ့တာဖြစ်ပါတယ်နော်အဲ့တော့ hope ဆိုတာအနာဂတ်နဲ့ပတ်သက်ပြီးတော့ကောင်းတဲ့သဘောပြတာမျိုးဖြစ်တယ်ပေါ့ အဲဒါပေမဲ့ဖြစ်မယ်မဖြစ်ဘူးဆိုတော့ uncertain ဟုတ်ပြီလား so hope shows a positive feeling about a future but the result is uncertain all right so expect ကိုဒီ channel ကြည့်အောင် expect တစုံတရာဖြစ်မှာကိုယုံကြည်တဲ့အခါမျိုးမှာတောင်းရတယ်အဲယုံကြည်အောင်လုပ်တဲ့အကြောင်းတရားတွေရှိတယ်ပေါ့လေ hope တဲ့ဆိုင်တော့ပို့ပြီးတော့မှတည်ချတယ်အဲတော့သူကဖြစ်စေချင်တဲ့ဆန္ဒမဟုတ်ဘူး သူဒီ likelihood ဆိုတဲ့ဖြစ်တန်ဆွမ်းရှိတာမျိုး certainty လို့ခေါ်ရဲเนาะ certainty လို့ခေါ်ရဲအဲတရားမှုကိုပြတာမျိုးဖြစ်တယ်။လူရင်းပြောရင်တော့ပြကျွန်တော် I believe this will happen ။ဒါဖြစ်မလို့ငါယုံကြည်တယ်။ယုံကြည်စရာအကြောင်းရင်းရှိတယ်ပေါ့လေ။အဲ့အတွက်ကြောင့်ကျွန်တော်သုံးတယ်။အဲ့ examples ကိုကျွန်တော်ကြည့်ကြည့်အောင်။ I expect him to arrive at 7 pm ။သူဒီနေ့ခုနကလာမယ်လို့သူပြောထားတယ်။ အကြောင်သူလာမယ်လို့ငါမျောလင်းတယ်။အဲကျတော့ကို့မှာသူ့ကိုလာနိုင်တဲ့ likelihood ကအဲ certainty ကပိုပြီးတော့ hope ထက်ဖြစ်စေချင်တာမျိုးမဟုတ်ဘူး။လာဖက်အကြောင်းရင်းရှိတဲ့အကြောင်း I expect he I expect him to arrive at 7 pm. She expect to pass her exam. သူမှာဖြေးနိုင်တဲ့တဘောရှိမှာပေါ့နော်။အဲအကြောင်းတွေရရှိလို့ she expects သူမှာကမျောလင်းတာဖြစ်တယ်။ we expect the meeting to finish by noon ကျွန်တော်တို့ဒီ meeting ကိုနေ့ခင်းမတိုင်းခင်းမွန်းတဲ့ချိန်မတိုင်းခင်းလောက်เนาะကျွန်တော် meeting ပြီးမယ်လို့ညွှန်လင်းရတယ်ညွှန်လင်းထားတဲ့အချိန်တွေကသူ့ရဲ့ agenda တွေဘယ်လောက်ပဲကျွန်တော်လို့သူတို့မတိုင်းခင်းလောက်သူတို့စဉ်းစားရလေပေါ့เนาะဒါဖြစ်เสียအကြောင်းရင်းဖြစ်တယ်နော်အဲ့တော့ခြုံပြီးပြောရင် expect ကကိုရထားတဲ့ information ကိုမှရှိတဲ့ plans ကိုယ့်ရဲ့ past experience ကြောင့်တွေ့ကြမလို့ belief ကိုပို့ကူတာ hope နဲ့လုံးဝမဆိုင်ဘူးเนาะ certainty ပို့တည်ချတယ်အဲ့ကျွန်တော် compare ကြည့်ကြအောင် i hope she calls me cause ချင်တာသူမငါဖုန်းခေါ်စေချင်တယ် hey i really want her to call but i'm not sure if she will သူ call me မ call me ဆိုတာမတိချအောင်အဲ့တော့ hope ကဖြစ်စေချင်တဲ့ဆန္ဒ I expect her to call me. သူငါကိုဖုန်းခေါ်မယ်လို့ငါ expect ဆိုတဲ့အကြောင်းရင်း likelihood ရှိတယ်။ information ရှိတယ်။သူပြောထားလို့ပေါ့လေ။ I believe she will call me. She will call. Do you call me လို့ငါယုံကြည်တယ်။ Maybe because she said he would. call me လို့ပြောခဲ့တာ哦။အဲ့ရဲ့ information ရှိတော့မှရှိတယ်။အဲ့တော့ကြောင့်ကျွန်တော်က expect ကိုတောင်းတယ်။အဲ့လောက်ဆိုရင်တော့ကျွန်တော် hope နဲ့ expect က တော်တော်နားလည်လောက်ပြီပေါ့နော်ဒါပေမဲ့ကျွန်တော်မပြီးသေးဘူးကျောင်းသားတွေဒီနေ့အာမိတ်ဆွေတို့နားလည်မှုကိုဆက်စပ်ပြီးဖို့ဒီအောက်က character mistake ဆိုတဲ့ဟာကိုဒီ125မှာအမားပါနေ common box တဲမှာတခါလေးပြင်ပြီးရေးခဲ့ပြီပါမပါဘူးဆိုတဲ့ဒီတိုင်းကုထည့်ပြီပါနားလည်မှုပြန်ဆက်စစ်မှာပဲကိုယ့်ရဲ့တဘောပေါမှုကိုပို့ပြီးတော့တိချနိုင်မှာဖြစ်ပါတယ်အဲ့အတွက်ကြောင့် one number one i expect you have a great birthday, Mayella. birthday. I hope the restaurant opens at 5 p.m. Mayella. we expect to win a lottery. Mayella. hope my friends arrive exactly at 6 p.m. Mayella. they expect it doesn't snow tomorrow. Mayella, 的确，没有那种三十八，那个 so confusing words 的。 hope to expect လို့မျိုးပဲ here listen above all their er opportunity chance ပါရီကွာနေလေအဲ့ဒါဒီဖို့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ဆက်ကြည့်အောင်ဟုတ်ပြီနော်ဒီကနေ့ကျွန်တော်ရဲ့ channel နေ English podcast တွေကိုအဲ follow လုပ်ထားလို့ရှိရင်ဒီရဲ့ lesson တွေအကုန်လုံးလေ့လာခွင့်ရှိပါတယ်လေ့လာခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ miss တွေလည်းသိရအောင် ဒီဗီဒီယိုလေးကိုသူတို့ပေးတီးပေးလိုက်ပါအောင် all right i will see you in the next video bye bye အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ confusion